လုံးအောင်ဆုံးဒီမှာစပြချင်တာတော့ဒါကျွန်တော်တို့လုံးပိုင်ပေါ့နော်လုံးပိုင်ပြီးနေတာကိုသူကတော့လုံးပိုင်လမ်းကြောင်းတော့နေတာပေါ့နော်ဘယ်ကနေစလဲဆိုရင်သူကဒီရှိခွန်ဒီပေါင်းရ6နော်ဒီ6ကဒီမှာပြီးတယ်တခါဒီမှာ4 6 4ပေါင်းရ4အဲ့လေးရဒီမှာပြီးတယ်နောက်ဒီမှာ9 4 4ပေါင်းရခွန်အဲ့ဒီခွန်ကဒီမှာပြီးတယ် ဒါဆိုရင်313ပေါင်းခြင်းရလဲခွန်အဲ့ခွန်ကဒီမှာပြီးတယ်နော်ပြီးတယ်ဒါဆိုရင်9ခွန်3ညပေါင်းခြင်းရ6အဲ့6ကဒီမှာပြီးတယ်သူဒီတဘွဲ2ဘွဲ3ဘွဲ4ဘွဲ5ဘွဲတော့ပြီးတာတယ်လုံးပိုင်းဒါဆိုရင်ဆက်ပေးမယ်ဆိုရင်သူဘာပေးမလဲဆက်ပေးမယ်ဆိုရင်ဒီမှာ6 6ပေါင်းခြင်း4 4နဲ့9ပေါင်းတော့1တစ်ပိုင်းဆိုရှိရနော်တစ်ပိုင်းဆိုရအဲ့လိုမျိုးရှိရကဲဟုတ်ပြီနောက်ထပ်လုံးပိုင်းတစ်ခုဆက်ကြည့်ကြနော်လုံးပိုင်းတစ်ခုဆက်ကြည့်ဒါကတော့ တို့တို့နောက်ထပ်လုံးပိုင်းတစ်ခုပေါ့နော်နောက်ထပ်လုံးပိုင်းတစ်ခုကကြတော့ဘယ်လိုပြီးလဲပေါ့ဘယ်လိုပြီးလဲဆိုရင်သူကဒီခွန်နှစ်ရေဒီခွန်ရနှစ်ရေကိုကိုနဲ့သူကကိုနဲ့ဒီရရှင်းနေပေါင်းရခွန်ဒါခွန်ပိုင်းเนาะခွန်ပိုင်းက ဒီခွန်ပိုင်ဒီခွန်ပိုင်ရဒီမှာစပေးဒီခွန်ပါပေးတခါဒီမှာ6နှစ်ပေါင်းရင်ရှိရှိနဲ့ကိုယ်နဲ့ပေါင်းရင်ရတယ်သူဒီခွန်ပိုင်ပဲခွန်ခွန်ခွန်ဒီဒီမှာပေးတယ်နော်တခါဒီမှာ၄တပေါင်းတော့9 9နဲ့ဒီဟာ6နဲ့ပေါင်းတော့3 3ပိုင်3ပိုင်ဒီကျွန်တော်ဒီမှာပေးတယ်နော်ခွန်ခွန်3လို့ပေးတာဒီလုံးပိုင်တော့ဟိုလှတယ်ဘာလို့လဲဆိုတော့အပင်လဲတူတယ်ဘာလို့တူတဲ့အတွက်ပို့ပြီးတော့ပေးနေခုနကတော့ တိပံရတော့ပေးနိုင်ကြီးတော့ရှိရှိသေးတယ်ပေါ့တိုးတော့လဲနည်းနည်းတော့အားနေတယ်ပေါ့နော်အဲ့တော့ဒီမှာမနက်ကတစ်တစ်ထွက်တာဆိုတော့ဒီတစ်တစ်တစ်ဆိုတော့တလေးတစ်ပေါင်းခြင်းက6ပေါ့နော်6ပိုင်းတလေးတစ်ပေါင်းခြင်း6 6ပိုင်းဒါဒီဒီပွဲအတွက်ပေါ့နော်6ပိုင်းရှိတယ်ခုနကတော့တစ်ပိုင်းအခုကကျွန်တော်6ပိုင်းပေါ့နော်6ပိုင်းရှိတယ်နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ဆက်ပြီးကြည့်ကြမယ်အဲ့တော့6ပိုင်းဆိုတော့ တစ်ပိုင်းတွေနဲ့၆ပိုင်းတွေဆိုတင်းနဲ့၆နဲ့ပတ်သက်တာတွေကိုဆက်ပြီးတော့ပြ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 မယ်ပေါ့နော်ဆက်ပြီးတော့ပြပြမယ်နောက်တစ်ခုကကြတော့ဒီမှာဒီဒီနှလုံးပေါင်းခြင်း30ပေါ့နော်ဒီနှလုံးပေါင်းခြင်း30ဒီနှလုံးပေါင်းခြင်းခွန်ဒီနှလုံးပေါင်းခြင်း8 8 30ခွန်1ဖြစ်ခြင်းရလဲအဲ3900ခွန်1ဖြစ်ခြင်းရကျွန်တော်တို့6ကိုလာတွေ့တယ်ပေါ့နော်6ကိုလာတွေ့တယ် ဘလို့တွေ့လဲပေါ့6ခုလာတွေ့တယ်ဆိုရင်တော့ဘလို့တွေ့လဲဆိုရင်391ဖြစ်အောင်ဒီလိုမျိုးပေါ့နော်သူကဒီအဝိုင်းနဲ့ပြန်မှရမယ်ဒီ391ရယ်ဒီ1ရယ်ဒီ9ရယ်ပေါင်းရင်က391ဖြစ်တယ်ပေါ့နော်ဒီ391ဖြစ်တယ်တခါဒီက9ရယ်ဒီက9ရယ်ဒီက3ရယ်ပေါင်းရင် ခွန်ခွန်သုံးပေါင်းခြင်းအားကြတော့ဒါခွန်ပိုင်းဖြစ်တယ်ပေါ့နော်ခွန်ခွန်ဖြစ်တယ်ပေါ့အဲဒါဆိုရင်ဒုံညခွန်ဖြစ်တာတစ်ဖြစ်ဖို့အတွက်ဆိုရင်ဒီက9ရေဒီက6ရေခု6ပေါင်းခြင်း9 9နဲ့6နဲ့ပေါင်းမှဒါလင်းကျွန်တော်တို့တစ်ဖြစ်မယ်ပေါ့နော်အဲ့တော့ဒီမှာ6အပိတ်ဆိုတာလာတွေ့တယ်ပေါ့ဒီလိုနည်းနဲ့6အပိတ်ဆိုတာတခုတွေ့တယ်ပေါ့နော်နောက်တစ်ခုကနောက်တစ်ခုကကျတော့ဒီမှာပဲပြလိုက်တော့မှာပေါ့နော်ဒီမှာပဲပြလိုက်တော့မှာဆိုရင်အကြောင်းလေးပြောင်းပြီးတော့ ဒီကိုရဲ့တိရဲ့ကိုရဲ့ပေါင်းခြင်းရမနော်ကိုတိကိုပေါင်းခြင်းရဒါဒီကျွန်တော်တို့ဒီကိုရဲ့ဒီတိရဲ့ဒီကိုရဲ့ပေါင်းတာကိုတိကိုပေါင်းခြင်းဒီကိုဆိုတာရတယ်နော်အဲ့ကိုကဒီမှာကိုနောက်လာပိတ်တယ်ကိုနောက်လာပိတ်တယ်နော်ကိုနောက်လာပိတ်တယ်တခါကျွန်တော်တို့ဒီမှာရှစ်ရဲ့ခွန်ရဲ့ရှစ်ခွန်ဒီရဲ့ရှစ်ရှစ်ရဲ့ပေါင်းခြင်း6 6နဲ့ခွန်နဲ့ပေါင်းလို့3 ဲ့ဒီသုံးကနော်ဒီမှာသုံးပိတ်လာပိတ်တယ်ဒါဆိုရင်မနေ့ကကျွန်တော်တို့ပါထွက်တယ်ဆိုတော့တိတိထွက်တယ်နော်တိတိထွက်တယ်တိတိထွက်တဲ့ခါကျတော့ဒီ9ရေဒီ6ရေဒီ10ရေပေါ့ဒါဒီကျွန်တော်တို့6ရတယ်အဲ့တော့အဲ့6ကဒီမှာအပိတ်လာပြီမယ်ဆိုရင်6ဒီကျွန်တော်တို့သုံးချက်လောက်ရှိတယ်ဘောနော်6ပိုင်းမှာလည်းရှိတယ်ပြီးတော့6ပိတ်6ပိတ်6ပိတ်နော်6ဒီသုံးချက်လောက်ရှိတယ်ကဲဟုတ်ပြီ တစ်ခါကြတော့ဘယ်လိုမျိုးရှိလဲဆိုတော့တစ်ချက်စဉ်းစားကြည့်မယ်နော်ပြပေးမယ်ပေါ့နောက်တစ်ခုကကြတော့6ပဲနော်တစ်ကုန်ပြသေးဘူး6ကုန်ပဲဆက်ပြီးတော့တက်ပြမယ်သူကဒီဒီ6နော်ဒီ6ဒီ4ဒီ7ဒီ9ဖြစ်မလားပေါ့နော်အဲ့ဖြစ်နေတဲ့ဟာကိုပြ ဖြစ်မလားဆိုတော့ဒီ6ဖြစ်ဖို့အတွက်ကိုသူကအနီးနဲ့သွားမယ်ဒီ6ဖြစ်ဖို့အတွက်ကို3ရေ3ရေ333ရပေါင်းတယ်ဒါဒီ6เนาะ6နောက်တစ်ခုကျွန်တော်ဒီမှာရောင်းပြောင်းမယ်ဒီ4ဖြစ်ဖို့အတွက်ကိုအော် sorry သူကဒီ6ဖြစ်ဖို့အတွက်ဒီ6ဖြစ်ဖို့အတွက်ကိုတဲ့ ဒီလိုမျိုးကိုရေတုံညာခွန်ရပေါင်းရင်6ကိုတုံညာခွန်ပေါင်းရင်6တခါဒီလေးဖြစ်ဖို့အတွက်ကိုသူဒီရှေ့ရေဒီကခွန်ကိုရေပေါင်းရင်ခွန်ကိုပေါင်းရင်6 6ရှင်ပေါင်းရင်4လေးအဲ့လိုဖြစ်တယ်တခါကျော်ဒီ1ဖြစ်ဖို့အတွက်ဆိုရင်သူဒီကိုရေဒီက9 3ရေပေါင်းရင်1ဖြစ်တယ်နော်1ဖြစ်တယ်ဒါဆိုရင်ဒီခွန်ဖြစ်ဖြစ်အောင်မယ်ဆက်ဖြစ်အောင်မယ်ဆိုရင် သူဒီဒီမှာရှစ်ရှိဒီမှာ3ရှိ7 3 1တိဆိုတော့ကျွန်တော်ဒီမှာ6ထည့်ရမှာပေါ့နော်7 3 6ဖြစ်မယ်ဆိုရင်7 3 6ဖြစ်မယ်ဆိုရင်ဒီခွန်ဖြစ်မယ်ပေါ့နော်ဒါဆို6ဘိတ်6နဲ့ပတ်သက်လို့ကနော်6နဲ့ပတ်သက်လို့က6ဘိုင်6ဘိတ်6ဘိတ်6ဘိတ်ဆိုပြီးတော့၄ချက်ဒီတွေ့ရပေါ့နော်6နဲ့ပတ်သက်လို့ပြော၄ချက်ဒီတွေ့ဆိုတော့ဒီမှာကျတော့6ဘိုင်6ဘိတ်6ဘိတ်6ဘိတ်ကအ ပို့ပြီးတော့အားသာတဲ့သဘောမျိုးလိုလားတွေ့ရတယ်ဗောနော်။ကဲဟုတ်ပြီအဲ့ဒီ6ကိုကျွန်တော်တို့ဗာနဲ့ကတ်ကြရမလဲပေါ့။ဟိုမှာတော့10ပိုင်းလို့ရှိတယ်။ဒါပေမဲ့10 6လောက်ဟာမျိုးထိုးလို့လို့ရတယ်ဗောနော်။တိုးတော်လဲ10ဒီကျွန်တော်တို့က6ပွဲလောက်ထိပြေးထားတဲ့လုံပိုင်းဖြစ်နေတဲ့အတကြောင်။နည်းနည်းတော့သတိထားမယ်။ဒါကြီးကိုတိတ်တော့ဟိုမဲပြီးတော့ထိုးလို့လို့မရဘူးဗောနော်။ကြတော့ဒီမှန်လဲသူကတစ်ကအမှန်တော့ဟိုအပိတ်ပါပဲเนาะဒီမှာကျွန်တော်ခဏလေး ဒီအပိတ်မှာပဲလာတွေ့တယ်မထိတ်မှာကျတော့သူကဆယ်ပွဲမှုနဲ့တွားတွေ့တာမျိုးဖြစ်နေပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ဒီဒီကိုရဲ့ဒီတရဲ့ဒီကိုရဲ့ကိုတေကိုပေါင်းရင်ကိုးထွက်ရတယ်နော်ကိုးထွက်ရတဲ့ခါကျတော့ဒီနှလုံးပေါင်းရင်လက်ကိုးတခါဒီမှာရှေ့ရဲ့ဒီက၄ရဲ့ဒီက၈ပေါင်းတယ်ဒါဒီ၈ပေါင်း၆နဲ့၄နဲ့ပေါင်း၃ညာဒါဆိုခွန်ရဲ့၃ရဲ့ဆိုပြီး၃ညာလာဖြစ်တယ် အဲ့တော့ဒီမှာဆိုရင်9ရေ3ညရေ1ရေပေါင်းခြင်းဟာ3ညာ9 3ညာ3ညာဖြစ်မယ်ဆိုရင်ဒီမှာ9ချီရဗျာဒါဆိုဒီမှာကကျွန်တော်တို့ဒီနှလုံးပေါင်းရင်3ညာဖြစ်အောင်1ထည့်ပါရမယ်နော်ဒါဆိုတော့ဒီမှာကကျွန်တော်တို့1ဖိတ်ဆိုတာလာတွေ့ရပေါ့နော်1ဒီခုနလုံးပါရင်ဒီဟာနဲ့ဆိုရင်တော့ဟိုနှစ်ချက်လောက်ပဲရှိတယ်တိတ်တော့အားမတောင်နော်သူကတူချင်းစေကွက်မှုနဲ့ဘယ်လိုမျိုးတွားပြီးဟောဖြစ်လဲဆိုတော့ဒီချက်တော့ပြပါ ဇောကမှုเนี่ยဘယ်လိုမျိုးဒီမှာဒီမှာလည်းတက်ကတော့တွေ့တော့တွေ့တယ်ဘာလို့ကိုးတုံညာတုံညာပေါင်းညာရှစ်ဒီရှစ်ပြလို့ကိုးခွန်ရှစ်ပြလို့ဒီကိုးခွန်ကိုးခွန်ခွန်ပေါင်းညာ3ဖြစ်တယ်ရှစ်ပါပါ3ပေါ့ဗျာ3ဖြစ်တယ်နောက်တစ်ခါနောက်တစ်ခါဒီမှာဒီရှစ်ရယ်ဒီခွန်ရယ်3ရယ်ပေါင်းညာလည်းရှစ်ပဲเนาะအဲ့လိုရှစ်ဖြစ်လို့အဲ့လိုရှစ်ဖြစ်လို့မလို့ သူကဒီမှာဒီ6ရေဒီ6ရေပေါ့လို့4 4နဲ့9နဲ့ပေါ့တော့သူက3ဖြစ်တယ်နော်8ပါပါ3 8ပါပါ3 8ပါပါ3အဲ့လိုမျိုးလားထည့်ရအောင်နော်ဒါဆိုရင်ဒီမှာဒီအလုံးရေ sorry ဒီအလုံးရေဒီ9ရေပေါ့နော်ဒီ9ရေဒီ9ရေဒီလုံးရေပေါင်းခြင်းရဒီလိုမျိုးများနေသွားခြင်းသူ ပါဝါဖြစ်ရမှာပေါ့နော်ဒါမျိုးဖြစ်ရမှာပေါ့တကယ်လို့ဥမာဆိုပါလို့ကျွန်တော်တို့က6ဘိတ်ရတယ်ဆိုရင်6ဘိတ်ထည့်လိုက်တယ်ဆိုရင်ကိုကိုပေါင်းချင်း၈၈နဲ့6နဲ့ပေါင်းချင်း၄ဖြစ်ရမှာနော်၄ဆိုရင်၄ဖြစ်ဖို့အတွက်ဆိုဒီမှာ6 3ပေါင်းချင်းက2ရှိရ2ရှိတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာ2ထည့်ရမှာနော်အဲ့ဒါမှ၄ဖြစ်မယ်နော်2 6လိုမျိုးကဏ္ဍမျိုးပေါ့နော်ဒါလိုမျိုးဆက်ကွဲမှုပေါ့တစ်ဆိုရင်အဲတကယ်လို့တစ်ထိတ်ထည့်လိုက်မယ်ဆိုရင်သူက3ည30ပေါ့နော်သူဆက်ကွဲမှု30 နှစ်ထည့်မယ်ဆိုရင်အော် sorry အဲ့လိုမျိုးပေါ့နော်ခုနလိုပုံစံမျိုးဆိုရင်သူဒီဒီကိုရဲ့တုံညာရဲ့ကိုရဲ့ပေါင်းရဲ့ရှစ်ဖြစ်လို့ဒီလိုမျိုးလာပြီးသူကပါပါဖြစ်တာဒါကဒီရှင်းရဲ့ဒီခွန်ရဲ့ဒီတော့ရင်ပေါင်းရှင်းဖြစ်လို့မလို့ဒီလို6 6 9ဆိုပြီးပါပါလာဖြစ်တယ် ဒါဆိုဒီ9ရေဒီ9ရေဒီမှာတကယ်လို့3ညထည့်လိုက်မယ်ဆိုရင်3ညထည့်လိုက်မယ်ဆိုရင်10ဖြစ်မယ်ဘောနော်10ဆိုရင်ဒီမှာကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်းက3ဖြစ်ရမယ်3ဖြစ်မယ်ဆို10ပေါ့နော်30ဆိုတဲ့ခဏမျိုးတုံးလို့ရတယ်နော်လုံးပိုင်းနေဆို30ဆိုခဏမျိုးတုံးလို့ရတယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်6ထည့်မယ်ဆိုပါဆိုဒီနားမှာကျွန်တော်ဒီဘိတ်မှာကျွန်တော်6ထည့်လိုက်မယ်နော်ဒီမှာဒီမှာ6ထည့်လိုက်မယ်ဆိုရင်99ပေါင်းခြင်း10 6နဲ့ပေါင်းခြင်း4 ၄ဖြစ်ရမယ်လေးပါပါ၉ဖြစ်ရလေးပါပါ၉ဖြစ်ရမယ်ဆိုရင်ဒီမှာကကျွန်တော်ဒီ1ကိုဖြစ်လိုက်မယ်နော်လေးပါပါ၉ဖြစ်ရမယ်ဆိုရင်၉သုံးပေါင်းရင်2ရှိရင်2ရှိတဲ့အခါကျတော့၉ဖြစ်ဖို့လွယ်ဆိုရင်ကျွန်တော်ခွန်ထည့်ရမယ်နော်ခွန်ထည့်ရမယ်ဒါဆိုရင်ခွန်60ကဏ္ဍမျိုးဖြစ်မယ်နော်ခုနကတော့260ကဏ္ဍရေးပြီးတာမဟုတ်ဘူးနော်တော့ဆယ်ကွက်မူရာဆိုရင်ခွန်6ဖြစ်ရမယ်ပေါ့နော်86ဖြစ်ရမယ်ဆယ်ကွက်မူရာကြည့်မယ်ဆိုရင် ျွန်တော်6အပိတ်ထည့်လိုက်မယ်ဆိုရင်86ဆိုတဲ့ခဏအောင်ရိုက်ရမှာပေါ့နော်တကယ်လို့3ညာ1 1ကိုလုံးပိုင်း1ကိုသုံးမယ်ဆိုရင်တော့30ပေါ့တကယ်လို့1ကိုနောက်မှထည့်မယ်ဆိုရင်ဘာဖြစ်မလဲဆိုရင်ဒီမှာချက်ကြည့်ကြည့်မယ်နော်1ကိုဒီနောက်မှထည့်လိုက်မယ်ဆိုရင်ဒါ10ခွဲမှုနော်1ကိုထည့်လိုက်မယ်ဆိုရင်6 6ပေါင်းခြင်းဒီအာရောကုန်လားမရောလားနည်းနည်းအနည်းနဲ့ပြောင်းလိုက်ရမှာဒီ6 6ပေါင်းခြင်းဒီ ကျွန်တော်တို့19ရ19ဆိုတော့ကိုးပါဝါ၄ပြည့်မှာ၄ပြည့်ပုံလို့ဆိုရင်ဒီမှာကိုးဒီရကဏ္ဍနဲ့ကိုး၃ပေါင်းနဲ့နှစ်နှစ်ရနှစ်ရဆိုတော့ဒါ21ဆိုတော့ကဏ္ဍမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ရမှာ21ဆိုတော့ကဏ္ဍမျိုးဖြစ်ရမှာဒါမှကိုးရကိုးရ၁ရပေါင်းရကိုးကိုးရပါဝါဒီမှာ၃နှစ်ကိုးပေါင်းရဒီ၄ကိုးရပါဝါ၄ဌာမျိုးပေါ့အဲ့လိုမျိုးဖြစ်ရအဲ့လိုမျိုးထည့်လို့ရကတော့ဒါဆိုရင် တကယ်လို့1နောက်ပိတ်ထဲမှာဆိုရင်21ဆိုတဲ့ကဏ္ဍကိုထိုးပါမယ်ပေါ့နော်30တို့ခွန်6တို့21ဆိုတဲ့အိုက်ကဏ္ဍနေထိုးပါမယ်နော်ကဲဟုတ်ပြီအဲ့တော့နောက်ထပ်ထပ်ပြီးတော့ပြပေးမယ်ပေါ့နောက်တစ်ခုကတော့ထိတ်စီပေါ့နော်ထိတ်စီကညတော့ခွန်ထိတ်စီပေါ့အခွန်ထိတ်စီကဘယ်လိုရလဲဆိုတော့တစ်ချက်ကြည့်ခွန်ထိတ်စီကညတော့ဒီမှာဒီ8ရေဒီ8ပေါ့နော်ဒီ8ရေဒီ3ညရဲ့ပေါင်းရင်8နော်8ရေ3ညရဲ့ပေါင်းရင်8 ရှစ်ဆိုရင်လည်းသူကဒီလိုမျိုးကျွန်တော်တို့မြားတဲ့ခေါင်းနဲ့သွားတယ်လို့ဒီလေးခုံပေါင်းရတဲ့ဒီတက်နဲ့ဒီခေါင်းနဲ့ပေါင်းလို့ရှစ်အဲ့လိုရှစ်ဖြစ်တယ်နော်ဒီရှစ်ဖြစ်တယ်ဒီရှစ်ဖြစ်တယ်တခါကျော်ဒီမှာဒီကိုဘောနော်ကိုရဲ့ခွန်ရဲ့ပေါင်းရင်6 6တခါဒီမှာဒီအယောင်ပြောင်းထားတော့ဆက်ပြီးတော့ပဲ6 ဆွဲလိုက်မှဒီ6ရဲ့ဒီ9ရဲ့ပေါင်းရင်ခွန်ခွန်6 6ခွန်ဖြစ်ရမှာနော်အဲ့တော့ဟိုတိုင်းဒီဘက်မှာဟာကိုအပြာနဲ့ပြန်ပြောင်းပြီးပြောင်းလိုက်ရင်မဟုတ်သူအချင်းကြီးဒါကုန်ခုနကတော့6ဖြစ်ပြီးပါရယ်နော်အဒီမှာကျတော့ဆက်ပြီးတော့6ဖြစ်တယ်နော်ဒီ6ဖြစ်တယ်ဒါဆိုတော့ဒီမှာခွန်ပဲဖြစ်ရမှာခွန်ဖြစ်ဖို့အတွက်ဆိုရင်ခွန်ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာခွန်3ရှိတယ်ခွန်3ရှိရယ်ဆိုတော့ကျွန်တော်ကျွန်တော်ဒီမှာခွန်ထဲမှာဒါလင်း ခွန်ထိတ်မှသာလေဒီခွန်ဖြစ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတွေ့ရတာကခွန်ထိတ်ဆိုတာတွေ့ရတယ်เนาะခွန်ထိတ်ဆိုတာတွေ့ရအဲ့တော့နောက်တစ်ခုဆက်ပြမယ်နောက်တစ်ခုကကြတော့ကျွန်တော်မနက်ကထွက်တာတစ်တစ်ပေါ့เนาะတစ်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 ထည့်ရတယ်ဒီတစ်ထည့်တာဟုတ်ပြီအရောင်ပြောင်းဝင်ပေါ့เนาะအရောင်ပြောင်းလဲပြရတော့ဆိုတော့ဒီဘက်မှာကဒီလိုမျိုးသူက64 64 လေးပေါ့နော်ချောင်းလေးလေးပေါင်းခြင်းကသူကလေးနော်လေးလေးဆိုရင်သူကဘယ်လိုမျိုးလေးဖြစ်မလဲပေါ့လေးဆိုလို့ရှိရင်လည်းသူကဒီလိုမျိုးလေးဖြစ်တယ်ခုံခုံပေါင်းခြင်းလေးဖြစ်တယ်ခုံခုံပေါင်းခြင်းလေးဖြစ်တယ်နော်လေးရဲ့ဒီလေးလာဖြစ်တယ်ဒီလေးလာဖြစ်တယ်နောက်တစ်ခါ ကျွန်တော်တို့ဒီမှာဒီ၄တက်တုံညာပေါင်းညာ၅ငါးနော်စုံငါး၄ငါးတခါဆက်ပြီးတော့ပဲရေးလိုက်တော့မယ်တခါတစ်ခွန်တစ်ခွန်တစ်ပေါင်းညာ၉နော်တစ်ခွန်တစ်ပေါင်းညာ၉နော်တစ်ရေခွန်ရေတစ်ရေပေါင်းတာနော်ဒီတစ်ရေဒီခွန်ရေဒီတစ်ရေပေါင်းတာနော်အပေါ်မှာပေါ်မှာတော့6ရေ4ရေ 6ရက်4ရက်ရက်4ရက်ပေါင်းခဲ့တာเนาะဒါဆိုရင်တစ်ခုနှစ်ပေါင်းခဲ့ရာဒီမှာ9ရက်เนาะ9ဆိုရင်ဒီဘက်မှာဟောပြန်ပြဒီဘက်ကကျွန်တော်တို့ဒီမှာ၄ပြုတ်ဖို့အတွက်ခုံခုံပေါင်းဝင်၄ထားတယ်ဒီမှာ၅ပြုတ်ဖို့အတွက်9 6ပေါင်းခြင်း9ထားတယ်เนาะ9 6ပေါင်းခြင်းဒီမှာ9ထားတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9ပြုတ်ဖို့အတွက်ဆိုရင်ဒီမှာကျွန်တော်တို့အုံးရည်တဲ့ခါကျတော့6ထည့်ရမှာပြီเนาะ6ထည့်မှသာလျှင် သုံးဖြစ်မယ်အဲ့တော့6 6ဆိုတဲ့ခဏလေးထိုးလို့ရတယ်နော်6ထိပ်ကလည်းဒီမှာလာတွေ့ခုနကတော့တွေ့တာခွန်ထိပ်နော်ခွန်ထိပ်ခွန်ထိပ်အခုက6ထိပ်နော်6ထိပ်ခွန်6ထိပ်ခွန်6ထိပ်တွေ့တယ်ခွန်6ထိပ်တွေ့တယ်တစ်ပိုင်းတစ်ပိတ်တွေ့တယ်နော်အဲ့လိုမျိုးတွေတွေ့ကျေဟုတ်ပြီလားဆိုရင်ကျော်ဆက်ကြည့်နောက်တစ်ခုကဒီ4 5 6ဖြစ်ခြင်းပေါ့နော်အဲအဲ့ဒါကဒီမှာလည်းရှိတယ်ပေါ့နော်ဒီမှာလည်းရှိတယ် ီမှာတစ်တစ်ထဲတာတစ်တစ်ထဲတဲ့ခါကျဒီ6ရယ်ဒီ7ရယ်ဒီ6ရယ်ပေါင်းရင်4เนาะတခါရောင်ပြောင်းမယ်ပြီးတော့ဒီ8ရယ်ဒီ9ရယ်ဒီ3ရယ်ပေါင်းရင်ကဒူအငါ၅တခါဒီက6ရယ်6ရယ်7ရယ်ပေါင်းရင်6တော့6 5 6 5 6ကဒီဘက်ဒီဘက်မှာအဲ့လိုမျိုးဟိုဖြစ်လို့ရတယ်ဗောနော်6 5 6ဖြစ်နေတဲ့ဟာမျိုးဆိုရင် ဒီမှာဒီလေခုံခုံပေါင်းရင်၄ဒီမှာဒီ၉၆ပေါင်းရင်၅ဒီမှာ၆ဖြစ်မယ်ဆိုရင်အ3ထိပ်ကလည်းထည့်လို့ရတယ်ဘယ်တော့3ထိပ်ထည့်လို့ရတယ်3ထိပ်ဆိုတာလည်းထည့်လို့ရတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့6အပိတ်ကခိုင်းတယ်လို့ကြာကဏ္ဍတွဲမယ်ဘယ်တော့ကဏ္ဍတွဲတဲ့ခါကျတော့အဲကဏ္ဍတွဲမယ်ဘယ်တော့ကဏ္ဍတွဲမယ်ကဲဟုတ်ပြီဆိုတော့ကျွန်တော်တို့ကလုံးပိုင်းနေမှာအဲ7ပိုင်းတွေ့ရနော်တခါ6ပိုင်းတွေ့အပိတ်မှာကျတော့ကျွန်တော်တို့6ပိတ်6ပိတ် ်6ဘိတ်တွေ့တယ်เนาะနောက်7ဘိတ်တွေ့တယ်เนาะဘိတ်မှာတွေ့တယ်ထိတ်တင်မှာကြာတော့ကျွန်တော်ခွန်ထိတ်3ထိတ်เนาะ6ထိတ်ဒါမျိုးတွေတွေ့ရပါเนาะခွန်ထိတ်3ထိတ်6ထိတ်တွေ့အဲ့တော့ okay ခဏတွဲကြည့်မယ်ဒီတိုင်းဆိုရင်ကျွန်တော်တို့က6 6နဲ့ပတ်သက်လို့61ထိုးလို့ရတယ်เนาะ66ထိုးလို့ရတယ်ပြီးတော့96ထိုးလို့ရတယ်ပြီးတော့36ထိုးလို့ရတယ်เนาะဒီပိုင်းနဲ့အဲ့တော့ဆိုရင်တော့ ုနတော့ဆယ်ခွက်မူတွေပိုင်းနဲ့တစ်ပိတ်ကိုသွားထည့်မယ်ဆိုရင်27တွေပိုင်းထိုးလို့ရတယ်နော်နှစ်ပြည့်ထိုးလို့ရတယ်နော်နှစ်ပြည့်ထိုးလို့ရတယ်နောက်ကြတော့တုံညာပိတ်ထည့်မယ်ဆိုရင်30တို့အောင်ထိုးလို့ရတယ်နော်ဒါနဲ့အဲ့ထဲမှာမှအကြိုက်ဆုံးပြောပါဆိုရင်ကျွန်တော်တို့6ကိုပတ်သီးပေါ့6ပတ်သီးအနေနဲ့ကြိုက်ပြီးတော့နော်6ဒီထဲမှာအကြိုက်ဆုံးပြောမယ်ဆိုရင်ဒီမှာဆိုရင်ခွန်6ပါပါပြီနော်ကျွန်တော်ထိတ်စီးနေတဲ့36လည်းပါပါပြီနောက်ကြတော့66လည်းပါပါပြီနော်61လည်းပါပါပြီ အဲအခြေဆုံးပြောပါစို့86အခြေဆုံးလေနော်86အခြေဆုံးပတ်တိကိုပြောပါဆိုရင်ကျွန်တော်ကျ6ပတ်တိပတ်တိဆိုရင်6ပတ်တိခြိုက်ပါတယ်နော်6ပတ်တိ86 66နော်ပြန်ကြအနေနဲ့ဆို36ပြီးတော့27နော်နော်67လည်းထိုးလို့ရတယ်နော် complete ပတ်တိအနေနဲ့ပြောမယ်ဆိုရင်6ပတ်တိပေါ့နော် main အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့86တကွက်ကို main ထိုးပါတယ် main ထိုးမှဖြစ်ပါတယ်နော် ်6 main tone မှာဖြစ်ပါတယ်။ကဲအားလုံးပဲညနေခင်းကံကောင်းကြပါစေ။